အသက်18နှစ်ပြည့်တာနဲ့စစ်မှုထမ်းတော့မယ်ဆိုတဲ့တဲစုငိန်တဲစုငိန်ကတော့ဆယ်ကျော်သက်အရွယ်လေးနဲ့မြန်မာနိုင်ငံကိုစားပြုပြီးနိုင်ငံတကာမှာအလှမဲ့အဖြစ်သွားပြိုင်ခဲ့တာဖြစ်ပါတယ်။အင်မတန်ကိုလည်းစွမ်းရည်ရှိပြီးတော်တာကြောင့်ပြည်သက်တွေအားလုံးကလည်းဝိုင်းပြီးတော့ချစ်ခင်ကြတာပါ။ဒီလိုနဲ့အခုအခါမှာတော့တဲစုငိန်တယောက်ကကိုယ့်ရဲ့နိုင်ငံအပေါ်တာဝန်ကျေဖို့အတွက်မဖြစ်မနေစစ်မှုသွားထမ်းတော့မယ်ဆိုပြီးပြောလာခဲ့ပါတယ်။ဒီကြောင့်အလေးနဲ့ပတ်သက်ပြီးအပြည့်အစုံသိချင်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။ တဲဆွေညီညာဆိုရင်ရုပ်ရည်လဲချော်မော်ပြီးဘာသာစကားတွေကိုလည်းတက်တာကြောင့်မြန်မာနိုင်ငံကိုစားပြုအလှမယ်ဖြစ်လာတာပါအသက်18နှစ်အရွယ်နဲ့တဲဆွေညီကတကဘာလုံးကအလှမယ်တွေနဲ့ပြိုင်ပြီးပြဒနာတွေတက်လာတဲ့အထီတောင်တော်ခဲ့တာလည်းဖြစ်ပါတယ်အခုခါမှာဆိုရင်လည်းရုပ်ရှင်စကားတွေအများကြီးကိုရိုက်ကူးနေရပြီးအကယ်ဒမီရဖို့အထီပါစူးစမ်းနေတာပါ ဝိတဲဆုငိန်ကအခု2025ခုနှစ်အတွင်းမှာအသက်18နှစ်ပြည့်မှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအသက်18နှစ်ပြည့်ပြီးရင်စစ်မှုထမ်းဥပဒေထုတ်ထားတာကြောင့်ယောက်ျားလေးရောမိန်းကလေးပါမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတာအားလုံးသိမယ်ထင်ပါတယ်။ တာမန်လူဒန်းစားတွေအတွက်တော့စစ်မှုထမ်းဖို့ကို လုံးဝငြင်းပယ်ခွင့်မရှိပေမဲ့ပတ်စံရှိလူချမ်းသာတွေကတော့စစ်မှုမထမ်းရအောင် ပြုလုပ်နိုင်တာပါတကယ်ဆိုရင်တဲဆွေငိုင်းကလည်းပတ်စံရှိလူချမ်းသာတယောက်ဖြစ်ပြီးအတိုင်းဝိုင်းကြီးရဲကလူတွေနဲ့လည်းတိလာပြီမလို့စစ်မှုထမ်းကင်းလို့ခွင့်ရအောင်တရားပေါက်ပြုလုပ်နိုင်တာပါဒါပေမဲ့အဲ့လိုမလုပ်ပဲနိုင်ငံတော်တာဝန်ကိုကျေပွန်အောင်လုပ်မယ်လို့လည်းတဲစုငိုင်းကိုယ်တိုင်ကပြောလာတာဖြစ်ပါတယ် တဲဆုညညာဆိုရင်မီဒီယာတွေနဲ့အင်တာဗျူးတွေခဏခဏဖြည့်တက်ပြီးပြည်သက်တွေနဲ့အဆက်မပြတ်အောင်နေထိုင်နေခဲ့တာပါပုံမှန်ဆိုရင်တော့အင်တာဗျူးတွေကိုအေးအေးဆေးဆေးဖြည့်ပေးမယ်နောက်ဆုံးဖြည့်ခဲ့တဲ့အင်တာဗျူးမှာလူတွေအံ့ဩသွားအောင်ဖြည့်လာခဲ့တာဖြစ်ပါတယ် အင်တာဗျူးမေးတဲ့သူကတော့မေးတာမဟုတ်ပဲတဲဆုံငိုင်းကိုတိုင်က"သမအနေနဲ့အခုနှစ်ထဲမှာအသက်၁၈နှစ်ပြည့်တော့ပါမယ်။ဒီ၁၈နှစ်ဝင်နေပွဲကိုအကြီးကြီးလုပ်ချင်ပါတယ်။ပြီးရင်တော့အနုပညာအလုပ်တွေကိုလည်းစူးစမ်းလုပ်သွားပါမယ်။နောက်ပြီးနိုင်ငံတော်တာဝန်ဆက်ဖို့စစ်မှုထမ်းဖို့ကိုလည်းအသင့်ပြင်ထားပြီးပါပြီ။၁၈နှစ်ပြည့်တာနဲ့အမြန်ဆုံးစစ်မှုထမ်းဖို့ပြုလုပ်သွားမှာပါလို့ပြောလာခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအနုပညာရှင်တယောက်ဖြစ်ပေမဲ့စစ်မှုထမ်းဖို့ကိုပြောလာတာကြောင့်ပြည်သက်တွေကလည်းအတော်အံ့ဩနေရတာပါကြာတော့မင်းသားမင်းသမီးတွေဆိုရင်စစ်မှုမထမ်းရဘူးဘူချုပ်ကြီးတွေကိုလိုက်ကတော့နေချိန်မှာတဲဆုညင်ကစစ်မှုထမ်းဖို့အတော်လေးပျော်နေတာဖြစ်ပါလေဒီလိုပြောလာတာကြောင့်ပြည်သက်တွေအားလုံးကလည်းတဲဆုညင်ကိုဝိုင်းပြီးဝေဖန်နေကြပါပြီတချို့ပြောတာကတော့တဲဆုညင်ရဲ့ဘဲကမြမတမတော်ကဖြစ်တာမလို့ဒီလိုပြောဖို့ခိုင်းလိုက်တာဖြစ်မယ်ဆိုပြီးထင်နေကြပါတယ် ။ကျောင်းကတော့နမေကြီးနုပညာရှင်တယောက်ကဒီလိုပြောလာပြီးဆိုရင်ပြည်သူတွေကပါစိတ်အားထက်သန်ပြီးစိတ်မှုထမ်းကျင်လာအောင်ညှိဆွဲတဲ့သဘောပါ။အခုလိုမျိုးအသက်ဆက်ရှင်နေပြည်သွားတာနဲ့စိတ်မှုထမ်းဖို့ပြင်ဆင်ထော့မယ်ဆိုတဲ့တဲစုငင်းအပေါ်ပြည်သက်တို့ရောဘယ်လိုထင်မြင်ပါသလဲ။ပြည်သက်တို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်ကကောမန့်လေးထဲမှာဝင်ရောက်ရေးသားပြီးတော့ကြားဖို့ပြောချင်ပါတယ်။အဲ့ဒါဗီဒီယိုလေးထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။